မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်မေလ29ရက်နေ့ Radio NUG ရဲ့မနက်ခင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါ အခုပထမဆုံးတစ်ပုတ်အနေနဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာအာဆီယံရဲ့ဦးစားပေးမှာဟုတ်ပေ၎င်းကြောင့်ပဋိပက္ခအခြေအနေပုံမှုဆိုးရွားလာနိုင်ကြောင်းမလေးရှားနိုင်ငံသားရေးဝန်ကြီးတတိပေးတဲ့သတင်းကိုတင်ပြပေးပါမယ်မြန်မာနိုင်ငံမှာဆေးအာဏာသိမ်းမှုနောက်ပိုင်းဖြစ်ပေါ်နေတဲ့နိုင်ငံရေးအကျပ်အတည်းနဲ့ပဋိပက္ခများကိုဖြေရှင်းရမှာစစ်ကောင်စီကကျင်းပရန်စီစဉ်နေတဲ့ရွေးကောက်ပွဲဟာအာဆီယံရဲ့ဦးစားပေးမှာဟုတ်ပေ၎င်းကြောင့်ပဋိပက္ခအခြေအနေပုံမှုဆိုးရွားလာနိုင်ကြောင်းမလေးရှားနိုင်ငံသားရေးဝန်ကြီးဒေါက်တာဆရီမိုဟာမက်ဟာဆန်ကမေလ ်25ရက်နေ့ကကွာလာလမ်ပူမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောကြားခဲ့တာပါ။ဝန်ကြီးကယူကပွဲဟာအာဆီယံအတွက်ဦးစားပေးအရေးမဟုတ်ပါဘူး။ဒါကတကယ်ပဲနိုင်ငံတကာရဲ့မျက်စိရှိမှာဖုံးကွယ်ဖို့အတွက်အပြင်အဆင်လှုပ်တာတစ်ခုပဲဖြစ်ရင်တော့အတိတ်ပဲမရှိပါဘူး။ယူကပွဲကအခြေအနေတွေကိုပိုဆိုးလာနိုင်စေပါတယ်စစ်ကောင်စီအနေနဲ့အာဆီယံပုံသဘောတူညီချက်၅ချက်ကိုလိုက်နာဖို့တောင်းဆိုပါတယ်လို့ပြောကြားခဲ့ပါတယ်အတိုက်ခံအဖွဲ့အများစုကိုပိတ်ပင်ထားခြင်းသို့မဟုတ်မဲပေးခြင်းကိုမြန်မာပြည်သူများကကန့်ကွက်နေကြ ကြောင်းစစ်တပ်ဟာနိုင်ငံရဲ့နေရာအများအပြားအားထိန်းချုပ်မှုဆုံးရှုံးနေကြောင်းထောက်ပြခဲ့ပါတယ်။နိုင်ငံတကာအတိုက်အဝန်းကိုအထင်မြင်လွဲမှားစေဖို့အတွက်ရွေးကောက်ပွဲလုပ်နေတာဘာအတိတ်ပဲရှိလဲလို့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးကမေးခွန်းထုတ်ခဲ့ပါတယ်။ဒါ့အပြင်မြန်မာအရေးဖြေရှင်းရန်အတွက်အာဆီယံအထူးတန်တမန်တအုပ်ကို၃နှစ်တက်တမ်းဖြင့်အမြဲတမ်းခန့်အပ်ရန်အဆိုပြုချက်ကိုအာဆီယံဖွဲ့ဝင်နိုင်ငံများကသဘောတူညီထားတယ်လို့သိရပါတယ်။ ဝန်ကြီးကမြမအရေးဟာပြည်တွင်းအရေးပြဿနာတစ်ခုသာမဟုတ်တော့ပဲဒေသတွင်းပြဿနာအဖြစ်ပြောင်းလဲလာနေကြောင်းအထူးသဖြင့်နေဆက်ဖြတ်ကျော်ရာဇဝမှုများငွေကြီးခဝချမှုများလိမ့်လည်မှုများနဲ့ရိုဟင်ဂျာဒုက္ခသည်များ၏ပြဿနာများကြောင့်ဒေသတွင်းမတည်ငြိမ်မှုများဖြစ်ပေါ်နေပါသည်မလေးရှားနိုင်ငံတစ်ခုထဲမှာရိုဟင်ဂျာဒုက္ခသည်နှစ်သိန်းကျော်ကိုလက်ခံထားရကြောင်း၎င်းကဖော်ပြခဲ့ပါသည်ခင်ဗျာ ဆက်လက်ပြီး ABSDF နဲ့ PRA မကွေးတို့ပထမအကြိမ်တွေ့ဆုံဆွေးနွေးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။မြန်မာနိုင်ငံလုံးဆိုင်ရာအကြောင်းသားများဒီမိုကရက်တစ်တပ်ဦးမကဒတာဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌရဲဘော်တန်ကယ်ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဝင်များနဲ့လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA မကွေးဥက္ကဋ္ဌရဲဘော်နေမွန်ဦးဆောင်တဲ့ဗဟိုကော်မတီအဖွဲ့ဝင်များရဲ့ပထမအကြိမ်တွေ့ဆုံမှုကိုအွန်လိုင်းမှတဆင့်2025ခုနှစ်မေလ25ရက်နေ့မှာကျင်းပခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါရီ။နှွေဦးတော်လန်ရေးကာလ2021ခုနှစ်မှ2025ခုနှစ်အတွင်းနိုင်ငံရေးဖြစ်ထွန်းမှုအခြေအနေများကိုလည်းသုံးသပ်ခဲ့ကြပြီးတော့ဆီယာနာရှင်စနစ်တိုက်ဖျက်ရေးနိုင်ငံရေးစီးရေးဆိုင်ရာလုပ်ငန်းစဉ်များ ားကောင်းလာစေရို့အတွက်လက်တလုံးလုပ်ငန်းစဉ်ရှေ့လုပ်ငန်းစဉ်များကိုလည်းနှစ်ဖက်အပြန်အလှန်ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့သိရပါတယ်။အထူးသဖြင့်ပြန်ကျင်းနေတဲ့လက်နက်ကိုင်တော်လှန်ရေးအင်အားစုအဖွဲ့အစည်းအသီးသီးအားစုစည်းရေးနဲ့မဟာမိတ်ဆိုင်ရာစုဖွဲ့တည်ဆောက်ရေးလုပ်ငန်းစဉ်များလိုအပ်တဲ့အချက်ကိုအလေးထားပြီးတော့ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်းပူးတွဲသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးမိုင်းလားဒေတာအထူးဒေတာလေးအတွင်အခြားလက်နက်ကိုင်တဲ့နိုင်ငံရေးအဖွဲ့များကိုလက်မှတ်ခံပေးစစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်မယ်လို့ NDAA ပြောဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ရှမ်းပြည်နယ်အရှိပိုင်းမိုင်းလားဒေတာအထူးဒေတာလေးအတွင်အခြားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့နိုင်ငံရေးအဖွဲ့အစည်းများကိုလက်ခံထားခြင်းမရှိကြောင်းအမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA ရဲ့ဒုတိယဥက္ကဋ္ဌဦးစံပေကအကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ထံပြောကြားခဲ့တယ်လို့သိရပါတယ်။မေလ25ရက်နေ့မှာရှမ်းပြည်နယ်အရှိပိုင်း ိုင်းကျိုင်းတုံမြို့နယ်အခြေဆိုင်စစ်ကောင်စီရဲ့တွိကန်တိုင်းစစ်ဌာနချုပ်မှာ ဦးစံပေဦးဆောင်နဲ့ NDAA ကိုယ်စားလှယ်အဖွဲ့နဲ့မင်းအောင်လှိုင်တို့တွေ့ဆုံစဉ်ထုတ်ဖော်ပြောကြားခဲ့တယ်လို့သိရပါတယ်။ NDAA ဒေတာတွင်လမ်းပန်းဆက်သွယ်ရေးကျန်းမာရေးနဲ့ပညာရေးကဏ္ဍများမှာစေကောင်စီရဲ့ပံ့ပိုးကူညီမှုကိုတောင်းခံခဲ့ကြောင်းအကြံဖက်စေကောင်ဆောင်မင်းအောင်လှိုင်ကလည်းဒိုင်းဒါအာလုံးစည်းလုံးညီညွတ်စွာနိုင်ငံအကျိုးဖော်ဆောင်ရန်နဲ့မိုင်းလာဒေတာအတွက်လိုအပ်တာများပံ့ပိုးပေးမယ်လို့ကတိပြုခဲ့ကြောင်းစေကောင်စီထုတ်ပြန်ချက်အရသိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးထိုင်းနယ်စပ်မှာတရားမဝင်မျိုးခွဲရောင်းချမှုများကိုရှမ်းလူမျိုး influencer များသုံးကမြန်မာနိုင်ငံသားများကိုပြစ်မှတ်ထားရောင်းချတဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ ထိုင်းမြန်မာနယ်စပ်တလျှောက်မှာနိုင်ငံပိုင်မိများနဲ့ထိမ့်သိမ်းထားတဲ့ဧရိယာများကိုတရားမဝင်ရောင်းချမှုများဟာထိုင်းပြည်သူလူထုအကြားစိုးရိမ်မှုများဖြစ်ပေါ်စေပြီးတော့မျိုးကွက်များကိုစိုင်းပုတ်များနဲ့အွန်လိုင်းကြောညာများဖြင့်လူသိရှင်ကြားရောင်းချလျက်ရှိကြောင်းတနီးရှင်းမှဖော်ပြထားပါရည်မြန်မာနိုင်ငံမှာရှမ်းလူမျိုးလူမှုကွန်ရက်မှာနာမည်ကြီးလွှမ်းမိုးသူအချို့ကိုချင်းရိုင်းပြည်နယ်မင်းဆိုင်ခရိုင်မှာရှိတဲ့မျိုးကွက်များတိုက်ရိုက်ထုတ်လွှင့်ကာကြောညာရောင်းချရန်မျိုးကွက်ကိုယ်စားလှယ်များကငားရန်အသုံးပြုလျက်ရှိပြီးတော့၎င်းတို့ဟာ ာမြန်မာပြည်သူလူထုအားနေဆက်နဲ့နှီးကပ်မှုလွယ်ကူသောတွားလာရေးနဲ့ငြိမ်းချမ်းသောခူလုံရာအဖြစ်ထိုင်းနိုင်ငံကိုပုံဖော်ကာမိသားစုများနဲ့ပြောင်းရွှေ့နေထိုင်ရန် အားပေးလျက်ရှိတယ်လို့သိရပါတယ်။မြေခွက်များစွာဟာနိုင်ငံပိုင်သို့မဟုတ်ထိမ့်သိမ်းထားသောဧရိယာများဖြစ်ပြီးတော့ထိုင်းဥပဒေအရ နိုင်ငံသားများအားမြေယာပိုင်ဆိုင်ရန်သို့မဟုတ်ငွေကြေးထောက်ပံ့ရန်တားမြစ်ထားတာကြောင့်ဤလုပ်ငန်းစဉ်ဟာမြန်မာဝယ်ယူသူများကိုပိတ်မှတ်ထားတဲ့လိမ်လည်လှည့်ပြားမှုတစ်ခုဖြစ်နိုင်တယ်လို့စိုးရိမ်မှုများရှိနေတယ်လို့ဖော်ပြထားပါတယ်။ထိုင်းမြန်မာနယ်စပ်တစ်လျှောက်မှာရှိတဲ့တရားမဝင်မီခွက်ရောင်းချမှုများဟာထိုင်းဥပဒေများကိုချိုးဖောက်ကာမြန်မာနိုင်ငံသားများအားပိတ်မှတ်ထားတဲ့ဤလုပ်ငန်းစဉ်များကိုထိရောက်စွာထိမ့်သိမ်းရန်အာဏာပိုင်များထံမှလင်မြန်သောအရေးယူမှုများလိုအပ်နေတယ်လို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးမကွေးတိုင်းမြိုင်မြူးနယ်မှာလူခွင့်ရေးဆိုင်ရာတာဝန်ခံဦးဆောင်ပြီးတော့ရရွာဒေသမှာရှိတဲ့ပြည်သူများကိုလူခွင့်ရေးအသိပညာပေးတဲ့တရင်ကိုတင်ပြပေးပါမယ်။မကွေးတိုင်းမြိုင်မြူးနယ်မှာလူခွင့်ရေးဆိုင်ရာတာဝန်ခံဦးဆောင်ပြီးရရွာဒေသရှိပြည်သူများအားလူခွင့်ရေးအသိပညာပေးခြင်းကိုအပြည်ပြည်ဆိုင်ရာလူခွင့်ရေးကြေညာစာတမ်းကိုကိုးကားပြီးကျင်းပခဲ့ပါတယ်။အဲဒီနောက်တက်ရောက်လာကြသူများကလူခွင့်ရေးနဲ့ပတ်သက်ပြီးတော့သိရှိလိုတာများကိုမေးမြန်းရာလူခွင့်ရေးတာဝန်ခံမှပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီးတော့မြို့နယ်တွင်းမှာရှိတဲ့ပြည်သူများအားလူခွင့်ရေးကြေညာ ာစာတမ်းလက်ကမ်းစာအုပ်များကိုဖြန့်ဝေခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးဇီဝကဈေးပညာရှင်များအဖွဲ့မှရန်ကုန်တိုင်းစစ်ဌာနနဲ့အတူတာဝန်ထမ်းဆောင်ရန်ဈေးပညာရှင်များနဲ့ဈေးတက်သားများကိုဖိတ်ခေါ်တဲ့သတင်းကိုတင်ပြပေးပါမယ်။ဇီဝကဈေးပညာရှင်များအဖွဲ့မှရန်ကုန်တိုင်းစစ်ဌာနနဲ့အတူတာဝန်ထမ်းဆောင်ရန်ဈေးပညာရှင်များနဲ့ဈေးတက်သားများကိုဖိတ်ခေါ်ထားကြောင်းသိရပါတယ်။လူဝဲလျက်ရှိတဲ့ဈေးပညာရှင်များမှအထွေထွေယောဂကုဆရာဝန်များအထူးကုဆရာဝန်များအရေးပေါ်ကုသမှုဆိုင်ရာခွဲစိတ်ကုအယူအထူးကုသူနာပြုများအခြားဈေးဘက်ဆိုင်ရာအတတ်ပညာရှင်များတက်ခွဲကျွမ်းကျင်မှု ဆိုင်ရာဓာတ်မှန်ဘက်ဆိုင်ရာဇီဝပညာရှင်များပြန်လည်တန်ဆွမ်းရေးအဆရှိတဲ့ပညာရှင်များဒုနာပြုအကူများစီးတက်သားများတို့ပါဝင်ပါတယ်။လာရောက်ပူးပေါင်းလိုတဲ့ဇီးပညာရှင်များနဲ့စီးတက်သားလောင်းများကိုဇီဝကအဖွဲ့မှစီစစ်ရွေးချယ်ခေါ်ယူသွားမှာဖြစ်ပြီးတော့ရွေးချယ်ခံရတဲ့စီးတက်သားလောင်းများအားစစ်မြေပြင်မှာစီးတက်သားအဖြစ်တာဝန်ထမ်းဆောင်နိုင်ရန်စစ်မြေပြင်အခြေခံဇီးပညာသင်တန်းကိုစာတွေ့လက်တွေ့ပြန်လည်လေ့ကျင့်သင်ကြားပေးမှာဖြစ်တယ်လို့သိရပါတယ်။စိတ်ပါဝင်စားသောဇီးပညာရှင်များနဲ့စီးတက်သားလောင်းများဟာ page မှာဖော်ပြ ြထားတဲ့ Google Form Link မှတဆင့်ရှောက်ထားနိုင်ကြောင်းသိရပါပါတယ်ခင်ဗျာ။ဆက်လက်ပြီး ဘိုက်ဘစ်မှမြန်မာတို့စာနာမှုလက်ဆောင်ကိုဒီသားကန်စင်များနဲ့အတူစာနာမှုများလက်ဆင့်ကန်အားဖြည့်ဝေမျှနိုင်ခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ဘိုက်ဘစ်မှမြန်မာတို့စာနာမှုလက်ဆောင်ကိုဒီသားကန်စင်များနဲ့အတူစာနာမှုများလက်ဆင့်ကန်အားဖြည့်ဝေမျှနိုင်ခဲ့တယ်လို့ SDB ဘဏ်ကအသိပေးဖော်ပြထားပါတယ်။ဘိုက်ဘစ်မှမြန်မာနိုင်ငံအားမတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့တဘာဝဘေးငလင်တန်ကြောင့်စာရေးတောက်ရေးဆိုင်ရာခက်ခဲကြက်တဲမှုများကိုဖိမထောက်ကူနိုင်ရန်ငလင်ဘေးတင်ဒေသများမှာဝန်စာဖြည့်တင်နိုင် ဖို့အတွက်စာနယ်ရိက္ခာအသီးသီးကိုဒေသခံစင်ကြီးများနဲ့အတူစာနာမှုများလက်ဆင့်ကန်အားဖြင့်ဝေမျှနိုင်ခဲ့တယ်လို့ဆိုပါတယ်ဒေသခံများရဲ့လုံခြုံရေးကိုအလေးထားတဲ့အတွက်ကြောင့်ရခင်ကဝေမျှခဲ့ပြီးပုံရိပ်များကိုယခုအချိန်မှသာပေါ်ပြနိုင်ခြင်းဖြစ်တယ်လို့ဆိုထားပါတယ်ခင်ဗျာ ဆက်လက်ပြီးပြင်သစ်နိုင်ငံပါရီမြို့ဖြတ်ရုပ်ရှင်ပြပွဲမှာစုစုပေါင်းယူရို1600ကျော်ရရှိခဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။တရုတ်ဆောင်မင်းမော်ကွန်ဖြတ်ရုပ်ရှင်နဲ့တက်တီနဲ့ပွင့်လန်းချစ်သောပန်းများမှ Together အတူတကွဇလန်းတူနှစ်ကားကိုမေလ25ရက်နေ့ပြင်သစ်နိုင်ငံပါရီမြို့မှာပြသခဲ့ပါတယ်။အတူတကွနဲ့ဖြတ်ရုပ်ရှင်ပြင်သစ်ပွဲအတွက်ပူပေါင်းအားပေးခဲ့ကြသူ၊ယုံကထက်ဝင်ပေးသူများလူမလာနိုင်ပေမဲ့လက်မှတ်အားပေးကြသူများအားလုံးတယောက်ချင်းစီကိုလှိုက်လိုက်လေလေကျေးဇူးတင်ရှိပါ ပါတယ်။ပြင်သစ်မှာမြန်မာနေပေမဲ့ရှိသမျှနဲ့ရသလောက်ပါဝင်ကြတဲ့အတွက်လက်မှတ်80တစောင်းရရှိခဲ့ပါတယ်။လက်မှတ်တစောင်း20ယူရိုဖြစ်လို့80တစောင်းအတွက်1620နဲ့ရုပ်ရှင်အတွက်အလူငွေ90ရရှိခဲ့ပြီးတော့စုစုပေါင်း1680ကိုရုပ်ရှင်အဖွဲ့ဘက်ကခုရက်ထဲမှာပေးပို့သွားမှာဖြစ်ပါတယ်လို့ United Bones France ကအတည်ပြုဆိုထားပါတယ်။ရုပ်ရှင်ပြပွဲသူပြင်သစ်နိုင်ငံ NUG ကိုစလေမန်နန်းစုမွန်အောင်နဲ့မြန်မာအင်အားစုများတက်ရောက်ခဲ့ကြပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့ တင်းတွေကိုတော့ Radio NUG သတင်းတောက်တာကီနဲ့ Carshield တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။